ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် Subscribe လေးများအင်ဦးဆုံးလုပ်ထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ဝါတဝဤပူဇော်တိတမြာပြေးရပြီနဲ့အရှင်ခွန်တော်ဥဖမ်းမိစတော်သတင်းကောင်းများလာပါပြီတဲ့ပြောပြပါပြီလူမြတ်ကျော်မင်္ဂလာပါရှင်အခုအကြောင်းအရာနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါအောင်ရှင်ဝါတဝါကြောင့်စပြောကြရအောင် ဝါသဝရဲ့ပြူစောတိတက်ကိုတစဲမှာသိုးစစ်စင်မီစတာရဲ့ပြူစောတိခုနှဦးကိုအရှင်ဖမ်းလာပါတယ်တင်ငန်းဝိဝါသဝရဲ့စစ်ကြောင်းအဲ့ထဲကပြူစောတိတွေရဲတွေစစ်သားတွေတလန်တွေတရှိုတွေတဲကစုစုပေါင်း9ယောက်ကိုမတ်လာ၄ရက်နေမှာအရှင်မိထားပြီး လူသားချင်းစာနာမှုဆိုင်ရာလူသားချင်းစာနာမှုနဲ့ပေါ့ဗျာကြိုးတုပ်နေထုတ်လန်းပြီးစစ်မေးုံကလွဲလို့အချားမလုပ်ပါမလား9ရက်နေနဲ့6ရက်နေတွေပါလက်နက်ပစ္စည်းရိတ်ခါလူအင်အားတွေဖြစ်တင်းမှုတွေလုတ်ခဲ့တယ်ခုနှစ်ရက်တာတိုက်ပွဲပြင်းထန်တယ်တိုက်ပွဲများတွင်စကားစလေကြောင်းပစ်ကူတွေနဲ့ခုခံနေတဲ့ဂျားတွေကတော်လန်ကြီးတက်တွေဟာ မြို့ရဲ့အရှိတ်တောက်မှချမ်းနေမှာစစ်တပ်တဆွဲတဲ့နေရာတွေကိုတင်းယူပြီးတင်းယူဖို့စူးစမ်းတယ်ပဲနော်စာကတပ်တရီကမြို့ရင်းမှာရှိတဲ့ဘလုံးမိတ်ကြက်ခံယူထွေုံယုံရက်စကန်နေမှာအထိုင်ချခုခံနေတဲ့သတင်းရှိပါတယ်ဒဇယ်တိုက်ပွဲဟာပြင်းထန်နေပါတယ်ဝါတဝစီကခုနှစ်ကောင်တော့တော့ရနေမှာစတိုက်ပြီး၄ရနေမှာ9000အရှင်မိတာပါတယ်ဒဇယ်တိုက်ပွဲမှာ မြို့ရဲ့85ရာခိုင်နှုန်းတော့တည်ယူနိုင်ခဲ့ပြီလို့ကျွန်တော်တို့သိရပါတယ်။ထပ်ပြီးရကွက်အုပ်ချုပ်ရေးမှုစစ်တပ်တောက်တိုင်တလန်တချို့အုပ်ချုပ်ရေးမှုများအုပ်ချုပ်ရေးစနစ်ရိုက်ချိုးကြရကွက်အုပ်ချုပ်ရေးစနစ်ရိုက်ချိုးကြဆိုတဲ့လုံစော်တန်တဲ့အတူဒီနေ့မင်းလာပါစစ်တပ်တောက်တိုင်ထွန်းနိုင်တည်ခြင်းဆိုးပါတယ်ဘုရားတိုင်းမင်းလာ ထွန်းနိုင်ထွန်းနိုင်ကိုတာရီခိုင်တရင်3800ရနှစ်တခွဲ3မှရဲဘော်တွေကဒရဇက်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်။ထွန်းနိုင်ဟာစစ်မှုတောင်စစ်တပ်တောက်တိုက်အမာခံတော်လိုင်းတပ်ဖွဲ့တွေလှုပ်ရှားတာကိုစုံစမ်းထောက်လှမ်းတရင်ပေးဒါရီကိုရက်တက်မာလို့တတိပေးနေတဲ့ဂျာတွေကထွန်းလိုက်ဟာအော်ထွန်းနိုင်ဟာ PDF တွေကိုမခန့်လေးစားလောက်တဲ့အတွက် တည်ခြင်းဆိုးနဲ့ပြစ်ဒဏ်ခတ်လိုက်ပါတယ်။အဲတော့ဒီသူတွေကိုနီလာမောင်းဆောင်တဲ့ဒုက္ခပေးနေတဲ့ရက်ွက်အုတ်ချုပ်ရင်းမှုတွေစိန်မှုယိုင်မှုစစ်မှုရာဟောင်းတလန်တရှိုးတွေမှန်သမျှစစ်မိတ်နဲ့တရဇက်တိုက်ခိုက်တုတ်တင်ပြစ်ဒဏ်ခတ်ကြဆိုတဲ့ရက်ွက်အုတ်ချုပ်ရင်းထွေရလောက်ကစီပင်မော်တော်ပြီးခဲ့ပါမချမ်းတောက်တိုင်မှန်သမျှတရဇက်စစ်စင်ချီမုံကြီး စတင်လို့နေပြီဖြစ်တဲ့ကြောင်းမဏိကလည်းကျွန်တော်တင်ပြပြီးဖြစ်ပါတယ်ဒီကနေ့တဆက်ဆက်ထဲမှာဗမောမှာဟွဗမောတက္ကသိုလ်ကြီးကိုအနီးတစ်ဝိုက်ကိုတိုက်ခိုက်ထိုးစစ်ဆင်နေပြီဖြစ်ကြောင်းကြည်ရေးထိုးစစ်ဟာဗမောမျိုးသိမ်းတိုက်ပွဲကိုဆင်နွှဲနိုင်ဖို့ဗမောမျိုးအမတ် ဗမာမှာရှိတယ်ဗျာအမှန်27စစ်စင်ကိုကဲဦးဌာနချုပ်အပါဝင်မြို့တိန်တိုက်ဝေကိုဒီမလာ၈ထက်ကြီးမှာမလာ၈ရက်နေမှာမလီစကားရီတော်တက်ကိုမလာ၈ရက်နေမှာပြင်းပြင်းထန်ထန်နေရာ၃ခုထိုးစစ်ဆင်ပါတယ်စကားက27စစ်တပ်ကိုကြောင်းဝင်ခလာရ40ခု၃နေရာတပြိုင်နက်ထိုးစစ်ဆင်နေလို့တည်ရပါတယ်ဖစစ်တပ်ကတော့ဗမာမြို့မကြဆုံးရွတ် နီလန်းပေါင်းစုံနဲ့ခုခံလေးရဲ့ရှိပြီးဗမော်ရှုပ်ရင်တော့အလွယ်တကူပြန်ရဖို့မျှော်လင့်တယ်ဗမော်ကတိုင်းသားပေါင်းစုံ KIA အပါအဝင်တပ်ပေါင်းစုတွေတိုက်နေတာဖြစ်ပါတယ်ဗမာလူငယ် PDF တွေပါတယ်ကချင်လူမျိုးပေါင်းစုံကော်ရခါတက်တယ်အရခါတက်တော့အေးအေးလေးပါတယ်အခုကချင်နေရလीညီမနိုင်ငံသားကုကိပညာတတ်လူငယ်တဲ့ ဘာမှမဆိုင်လူဖြုံးတိတာလုံးဝမဖြစ်စေရစစ်ပွဲကိုမနိုင်နိုင်အောင်တိုက်မယ်အလကားဖြုံးတိလုံးဝမဖြစ်စေရဘူးဖြည်းဖြည်းလေးလေးဖြစ်နေတယ်လို့တာမန်အဖေပြောကြပါမိတယုတ်ရဲ့ဖိအားပါတယ်နောက်ဆုံးလေးနေ drone တွေပါသုံးပြီးတိုက်နေရတဲ့အတွက်ဘုံဘုံမျိုးသိမ်းတိုက်ပွဲအချိန်ကြာနေတယ်လို့သိရပါတယ်2024ခုနှစ်မတ်လ9ရက်နေ့မှာ မော်မြိုသိန်းတိုက်ပွဲစစ်ကောင်စီတပ်စခန်းတွေကိုအရှိန်မြင့်တင်ပြီး KIA ဟာတနေ့တွင်မြို့15မြို့စစ်ကောင်စီတပ်စခန်းကြီးငယ်250ကိုသိမ်းပိုက်ထားတာဖြစ်ပါတယ်။အဲတော့မြစ်ကြီးနားတံဖဲကြီးပါတခြားစစ်ကောင်စီတပ်တပ်ဆွဲနေထိုင်နေပြီးဘူတာအိုတချုံးပါလေတပ်ဆွဲပြီးလက်နက်ကြီးများနဲ့ ရန်တန့်ပြစ်ခတ်မှုရှိနေတယ်ဆိုတာကဲတက်ကသတင်းရရှိလာတဲ့အတွက်မကြခင်မှာဘယ်နေရာကိုဘလို့ထိုးစစ်ဆင်လဲလို့ပြောလို့မရပါပဲဗမော်ပြီးဝိုင်းမော်ဝိုင်းမော်ပြီးညောင်ပိုင်းတိုင်းစစ်ဌာနချုပ်ဆိုတာကတော့မြေကြီးလက်ခတ်လွှဲရင်လွှဲမယ်လူမျက်ကြော်ပြောတာမလွယ်ဘူးထပ်ပြီးတော့နောက်ထပ် ဘတ်စစ်တက်ကိုအမှုတ်ချီတဲ့တရင်လေးတခုထပ်ပြောချင်ပါတယ်မပြောခင်လေးမှာဒုတိယပိုင်းမှာရှောင်းလင်ဝဲဝဲနိုင်ငံရေးဖြစ်လာပြီလားကျွန်ကျုံတွင်ချင်းအဆင့်တွေအောင်မြင်ခဲ့ပြီလားဒီကြောင်းတွေကိုနောက်ဆုံးမှာဒုတိယပိုင်းမှာဆွေးနွေးမှဖြစ်ပြီးကဲတော်လန်တရင်နေနေရန်ကုန်ဘောလုံးမြတ်အဝေးပြေးညောင်ခါရှိအစ်ဒရိတ်ဂိတ်တရားခုမမရှော့လိုက်တော့တုံးလုံးနေဖြစ်ပါတယ် ဲ့တော့မလ၈ရက်နေ့နက်3နာရီမှာဝေါ်မြို့နယ်မှာရှိတဲ့အချမ်းမစစ်တပ်ရဲ့ညောင်ခါရှိ H3 gate ကိုတော်လိုင်းတပ်ဖွဲ့တွေကတရက်ကုန်မှာ short တိုင်းတုံးတုံးလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ပါတယ်။ဘိုးတိုင်းနဲ့မူပြင်းနဲ့အဆက်မှာရှိတဲ့ဒီတော်လိုင်း gate ဟာတော်လိုင်းသမားတွေအတွက်အင်မတန်အနှောက်အယှက်ဖြစ်တယ်။လက်နက်ခဲရဲတွေကိုမတရားဖမ်းဆီးတယ်။ပြည်သူလူလူအပြစ်မဲ့ပြည်သူလူလူတွေကို မတရားဖန်ဆီးငွေနှိမ့်မှုတွေရှိတာကြောင့်ညောင်ကားရှိ history gate ကိုရှော့လိုက်တော့သူတို့နဲ့ပြစ်ခတ်ပြီးအပီးတိုင်းဒီ gate ကိုဖြိုချသွားမယ်လို့ဝေါ်ပြည်သူကာဝေးတပ်ဖွဲ့ကဆိုထားပါတယ်ဒါကတော်လန်တရင်းနေဖြစ်ပါတယ်တဆက်ဆက်တွေမှာကျွန်တော်တို့စစ်နေပြီးလက်ရှိဖြစ်နေတဲ့ အချိန်ဤရန်သူအကြောင်းကိုအကြောင်းတုံးတက်ကြည့်ရအောင်တုံးတက်ကြည့်တဲ့အခါကျတော့တညဝရီရည်တဲ့တညဝရီရည်တဲ့ကိုလည်းအရခတ်တတော်အေးရတရဆက်ထိုးနေတယ်လို့မလေးကျွန်းမှာလည်းတရုတ်တွေတရုတ်လုံခြုံရေးတပ်တွေရှောင်းနေတယ်ဆိုတာကိုလည်းသိရတယ်စီးဆိုင်ရတုံးတက်ချက်တွေမလောက်ခင်ပါ အေးအေးဟာဒီကနေ့ဆိုရင်တောင်ကုန်းမြို့ထိမ့်ချုပ်ပြီးတဲ့နောက်ပိုင်းမှာစစ်ကောင်စီနဲ့ပူးပေါင်းစီဝါရေလောက်ကင်နေတဲ့စစ်ကောင်စီတစ္ဆာရောဂန်အင်းတွေကိုအကုန်ချိတ်ပိတ်လိုက်ပြီလို့သိရပါတယ်စီးရီးယားမှာလို့ခွေးလုံးအူကိုင်းတာကန်ကောင်းနေမှတ်ခွေးလုံးအူကိုင်းတော့ကန်ကောင်းနေမှတ်ဒီမှာစစ်ကောင်စီရဲ့အကြီးမားဆုံးတောက်တိုင်ကြီးဖြစ်တဲ့ကြောက်တော့ ်ဦးကျောက်တောင်နေအိမ်ကိုပိုင်ဆိုင်မှုတွေအကုန်သိမ်းချိတ်ပိတ်ထားပါလေတောင်ကုန်းမြို့တိုက်ပွဲအတွင်းမှာစစ်ကောင်စီကပေးတဲ့ယာရုတွေကိုယူပြီးမြို့ကနေပြောင်းရွှေ့သွားတဲ့စစ်ကောင်စီဌာနဆိုင်ရာနေအိမ်တွေတခုမကျန်အကုန်ချိတ်ပိတ်လိုက်ပါဒါကြဆက်တဲမှာဓညဝတီရည်ရက်ကိုထိုးစစ်ဆင်နေပါဒါအရကထပ်တော့ချေအေးရဲ့အကြောင်းပါအဲ့တော့ကျွန်တော်တို့ဒီနေ့ဂျာတခွင်က ဒီဒီတာပါတော့ရတခခွေမပြုံးပါဘူးနော်။ Age rate kick ကိုပြစ်ခတ်တိုက်ခိုက်တယ်။မကွေးတိုင်းစလင်းနဲ့ရှင်ဖြူကျွန်းကကတန်ချက်ကရှင်တန်း၊ဂျားကတန်ချက်ကရှင်တန်းစစ်ကြောင်းနေဖြန့်ချက်ထားတယ်။ကံမြကဇွမဂျားမလည်းလမ်းကြောင်းနေရှင်းလာတယ်။ရှင်ဖြူကူးကိုရှင်ဖြူကျွန်းကိုလာနေတဲ့စစ်ကြောင်းကတညောင်တိဖြန့်ချက်လှုံရှားဖို့များတယ်။နွေတမဲတကြောမှာတဆွဲများဆိုတော့ကျွန်တော်ကြည့်ရအောင်။ ဗရန်တက်တယ်မှာနိုင်ရီကန်စခန်းကိုအင်အားထပ်ဖြည့်နေတယ်။ယတတမခကိုကိုတူတက်မှုတမမှုဦးစီးတဲ့ခန်းစစ်စခန်းကိုမုံမှန်ပြင်ဆင်မှုတွေအချိန်ပြည့်လုပ်နေတယ်။အင်အား120ပါတဲ့ရိတ်ခါရင်နဲ့ဟာမစက905တဲ့မုံဝင်ပဲနိုင်ရီကန်စခန်းကိုသွားပေါင်းတာတွေ့ရတယ်။ချင်းပြည်နယ်မှာလဲချင်းတက်တွေ ပြန်လေတင့်မြန်ကြီးတရင်စကားကြားတာကြားလို့ဝမ်းသာနေတော့ရှိသေးတယ်ဖက်စတာဟာဇိုမီနဲ့ကြီကားမျိုးနွယ်စုတွေကိုလက်နက်တပ်ဆင်ဖို့နှစ်ចောင်းပေးတယ်လို့ကျွန်တော်တို့ကြားကြတယ်အဲ့တော့ရန်သူအနေထားကိုကြည့်ရင်ဗမော်မြို့ကိုလက်မလို့ရဘူးစကားဆာလေကြောင်းဘုံလုံးကြီးများစွာနဲ့နေစဉ်ကျဲချနေလို့မြို့ပါကြေမွပြတ်စည်းသွားပြီဖြစ်ပါတယ်ဗမော်တက်နေချင်းချင်းမြန်လက်ယုံတက်ဝင်နှဲအင်အား နောက်တော့လည်းစစ်ဌာနတို့နေမြေတစ်ခုလုံးကြီးတဲ့အခြေအတွက်နဲ့မတိမ်မရင်းရှိတယ်ဆိုတော့ကျွန်တော်တို့မမေ့ဘူးလို့လေ။ဒါကြောင့်တစင်ချင်းတလှမ်းချင်းတိုးနေရတာလို့ကျွန်တော်တို့ရှုမြင်သုံးသပ်လို့ရတယ်။နောက်ထပ်တောင်ကန်းစစ်မြေတော်ကိုကျွန်တော်တို့ကြည့်။ခန်စစ်တေကခန်စစ်တေလှူရှားခန်စစ်ကိုခန်စစ်တေကနေလှူရှားခန်စစ်ကိုပြောင်းလဲသွားတာကိုကျွန်တော်တို့တွေ့ရတယ်။ဒါဟာလက်နက်ကြီးတန်းပုံများတဲ့ပုံများစွာ သုံးနိုင်တဲ့ပြအားကိုအသုံးပြုပြီးတော့စုံရွက်သွားတာမျိုးတွေ့ရတယ်။အဲတော့စကားဆာစစ်ချီစစ်တပ်တွေကိုရှော့ချလာပြီးအရင်လိုတော်တော်တောင်တက်တွေကိုတိတ်မလုပ်ပဲစစ်ရင်တန်းတွေရဟတ်ရင်တွေနဲ့ခြေမုံရေးမြင်းကိုတိုက်ရိုက်ပို့ဆောင်နေတာကိုကျွန်တော်တို့စစ်ကွင်တွေအားလုံးမှာတွေ့ရတယ်။နောက်တဲ့ရဟတ်ရင်တွေနဲ့တည်ယူပို့ဆောင်ရေးမှလည်း အောက်ကနေစောက်ကြိုပြစ်ခတ်လို့မြေပေါ်မဆင်းမဲ့ခုန်ချခိုင်းတာတွေအများပြားရှိပြီပိုင်းလုံးကိုလူမချပဲပိုင်းလုံးကိုတနက်နဲ့ချိန်ပြီးနောက်ပြန်လှည့်ခိုင်းတဲ့အဖြစ်အပျက်တွေအများပြားရှိခဲ့ပြောချင်တာကဖက်စစ်တပ်ရဲ့နီးပြူဟာအပြောင်းလဲဒီအပြောင်းလဲကိုတော်လိုင်းရေးတက်တွေနဲ့တိုင်းသားအီအောင်တက်ကြီးတွေတပ်ပေါင်းစုတွေကမျက်ချီမပြတ်စောက်ချီဘူးလို့ပါတယ်အထင်နဲ့မသေးသင့်တယ်လို့အထင်လဲ မကြည့်သေးဘူးမနေ့ကဒီနေ့ပဲပြောသလိုအင်္ဂလိပ်စကားမတောက်တခေါင်းနဲ့စော်ဝဲတွေပူကောင်းနေဆိုတော့ကဒီကောင်းတွေကိုအထင်သေးလို့မရဘူးဒီဇက်တဲမှာဒီနောက်ပိုင်းစစ်ပွဲတွေမှာ drone တွေအသုံးပြုပုံစံကျွန်တော်အကြံပြပြပါပါမယ် scan တစ်ခုကိုတော်ရင်တက်အခြေချရာနေရာတွေသို့မဟုတ်စစ်ကြီးစစ်တဲ့စစ်တိုးဖို့လုပ်တဲ့အခြေမှာဖတ်စစ်တက်ဟာ game drone ကိုအပေါ်မှာတင်ပြီးပေထောင်တဲ့တောင်းတဲ့ခြေကပြန် အနီရောက်ရောင်ကြီးညကြည့်လေးပါတုံးပြီး drone လေးစင်းတစ်ပြိုင်နဲ့လှုပ်ပါတယ် drone လေးစင်းမှာ drone လေးလုံးအနည်းဆုံးပါပြီးတော့စစ်ကြောင်းထိုးတဲ့နေရာတွေတော်လိုင်းတက်တွေထိုးစစ်ဆင်တဲ့နေရာတွေနဲ့အထိုင်ချစကန်နေရာတွေကိုပတ်ပတ်လေ drone နှလုံးကြီးအရင်ချပါတယ်ဒီနောက် drone ကရရှိတဲ့အချက်လက်တွေနဲ့တိကျသွားချလာနိုင်တာတိကျတာ drone နေချလာနိုင်တာကိုကျွန်တော်တို့တွေ့ရှိရပါ နောက်ပြီးစစ်ကြောင်းတွေကအစုတ်တက်လောက်တဲ့အချိန်မှာအရွှေ့အပြောင်းလုပ်တဲ့အချိန်မှာအဲ့ဒီ drone တွေကပတ်ပတ်လေအနောက်ကလိုက်ပြီးလက်ကျန်နှလုံးကိုကျဲချတာမျိုးထိလောက်လာနေပါတယ်။စီရေပြူဟာအပြောင်းလဲရခန်းစစ်တီကနေလှူရှားခန်းစစ်တွေဖြစ်လာပြီးစစ်ကြီးစစ်တပ်စစ်တိုးတွေမှာတူးနဲ့ဒဲနဲ့တိုးလာတာမျိုးအပေါ်က husky တွေလေမြန်တွေ drone တွေနဲ့တရဇက်ကင်းထောက်ပြီးမှတိုးတာမျိုးတွေဖြစ်လာနေပါပြီ။ နောက်တစ်ခုကဆက်တက်လေဒီဆိုတဲ့ဆက်တက်လေဒီနဲ့ခြေမုံမှုတွေကိုတိုက်ခိုက်မှုတွေကိုစစ်ကောင်စီကမပြတ်လုပ်နေတာကိုကျွန်တော်တို့တွေ့ရပါတယ်။တက်ရွှေတက်တီတက်လုံတွေနဲ့ပတ်သက်ပြီးတည်င်းတော်တော်လုံလာတာကိုလည်းကျွန်တော်တို့တွေ့ရပါတယ်။အဲတော့တဖက်မှာလည်းဖက်စစ်တပ်ဟာစစ်နိုင်တိုက်ရေးအတွက်ရုရှားတရုတ်ကိုတရုတ်ကိုဖင်လန်ရုရှားကိုဒူးထောက်ပြီးမြင်နဘိုးမတက်နိုင်တဲ့အာနာယူတယောက်ရဲ့ ရုပ်ပြက်စင်းပြက်ပေါ်တော်တော်ခြားတတာကြီးဟာကိုသိမ့်မြတ်ပြောသလိုပဲအင်မတန်ရှက်เสียကောင်းလာပါတယ်သူမိမတူတူလာရှက်တဲ့ရင်မျက်ဖောက်အဆင်နဲ့လောင်းတည်တင်ပါတယ်ကိုသိမ့်မြတ်ပြောသလိုပဲမြန်မာပြည်သူတို့တရားလုံးကတော့ဒီမင်းအောင်လိုင်းကိုကောင်မျိုးမြန်မာပြည်ထဲမှာလူလာဖြစ်နေတာကိုကရှက်เสียထက်ကောင်းပါတယ်အဲ့တော့နျူကလ িয়ার တပောင်းကိုတိဆောက်ဖို့ပူတင်ရဲ့သဘောတူညီချက်ရတယ်ဆိုပြီး မဆာယဝခမန်းတွေပြောနေပေမဲ့ဝိညာဉ်အောင်လာစားမပေးနိုင်တော့တဲ့ဖက်စစ်တပ်ဟာလူကလေးရတပေါင်းမှုတိဆောက်နိုင်မယ်လို့ခင်ဗျားတို့ကယုံကြည်နေတာလားစကခအဲ sorry နခခငါးနဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုက်ပွဲတွေမှာကိုတက်ကိုတော်တက်ကူမပူနိုင်ပဲထမင်းငတ်ရေငတ်ထားတဲ့မင်းအောင်နိုင်လို့စစ်ကောင်းဆောင်တစုကနျူကလ িয়ার ဆက်ယုံ တည်နိုင်မယ်လို့ကိုခင်ဗျားတို့ကယူဆနေတာလားယုံကြည်နေတာလားမျှော်လင့်နေတာလားဘာမှလက်တွေ့ချက်ချရည်ရည်ရာမရှိဘူးမဆားရဝါခမန်းနေပျော်ပြီးစစ်လော်ပြီးတိုက်ဟာပြည်သူလူထုရဲ့ပြည်သူလူထုတွေကိုဝါရဖြန့်ချီနေတာပဲဖြစ်ပါတယ်ဘာမှမစိုးရိမ်ပါနဲ့စစ်လက်နက်တွေစီမံကိန်းတွေဝယ်ယူမယ်လောက်ကင်မယ်လို့ပြောနေပေမဲ့နိုင်ငံသားရန်မုံငွေအရန်ရန်မုံငွေနိုင်ငံသားဒေါ်လာမရှိတော့ပဲ စကူစုပ်တီရိုက်မိထုတ်ဝေသုံးဆွေးနေရတဲ့အခြေအနေဆိုတော့အလုံးငင်းစရာငင်းလို့မရပါဘူး။နေဇက်ကုံတွေလမ်းကြောင်းတွေအကုန်နှီးပါမြောက်ဒီတပေါက်ကလည်းကျွန်တော်အကုန်ပိတ်ချထားလိုက်ပါပြီ။တန်တာအီးရောက်တက်တွေရအစားတဖက်မှာတပိမ့်မောက်ထွက်ခွာနေတဲ့စစ်ကောင်စီရဲ့လက်တွဲမလုပ်လို့တဲ့စီမံကိန်းတွေကုမ္ပဏီတွေအများပြားရှိနေပါတယ်။နိုင်ငံဝင်ဝင်ရလန်းရှိနေသေးတော်လဲ သုံးပုံနှစ်ပုံနှီးပါရက်တက်သွားတဲ့အချိန်မျိုးမှာဖက်စစ်တပ်ခေါင်းဆောင်တစုလုံထိုင်တာကရုရှားစီကအကူအညီနဲ့စီမံကိန်းတွေဆက်လက်တည်ဝင်ချင်ရင်တော့တိုင်းပြည်ဖဲ့ပြီးရောင်းစားရုံကလွဲလို့ကျွန်တော်ဘာမှမလုပ်နိုင်ဘူးလို့ကျွန်တော်တို့ကယူဆပါတယ်ဆိုတော့ အနုမြူနဲ့ပတ်သက်ပြီးဟိုးလွန်ခဲ့သောတန်းရွှေလက်ထက်တဲကဒီအနုမြူကိစ္စစ조사ခဲ့တာဖြစ်ပါတယ်တိတ်ပြီးတော့ကြီးကြီးမားမားကြီးမဟုတ်ပါဘူးအဲ့တော့လက်ပတော်တော်ကျင်းနေစီမံဂိမ်းလို့တော့ဒီဒီတဘာဝကတော့ကျင်းနေထွက်တာတော့စနစ်တကျမထိန်ချုပ်နိုင်တဲ့ဖက်စစ်တပ်ဟာအနုမြူဓာတ်ပေါင်းဖို့အသုံးပြုရင်တော့တဲ့အောင်ကြီးဘေးအန္တရာယ်ကင်းရှင်းရေးစီမင်းဥပဒေတွေကို နားလည်မှုစာကြုံလောရေးထိုးတယ်လို့ထိုးနေပေမဲ့ဗမာပြည်မှာနျူကလ িয়ার ဓာတ်ပေါင်းမှုစောင့်နိုင်ခဲ့ရင်မင်းအောင်လိုက်အရေးချင်းအဲ့လောက်ရှိခဲ့ရင်ကျွန်တော်တို့ဒီ၄နှစ်ထိတောက်မခံနိုင်ဘူးဆိုတာမှတ်ထားပါဟုတ်လားဒါကဒီအခြေအနေတွေရှိပါတယ်တော်လိုင်းကြီးဟာတရွေ့ရွေ့တလုံလုံး ပြဿနာပေါင်းစုံတွေကြားတယ်လူကလုံငါနဲ့ခြိတက်လာလိုက်တာလက်ရှိဆိုရင်မြန်မာတပြည်လုံးရဲ့မြို့နေပေါင်း330မှာ130တရာတော့မပြည့်ပဲမပြည့်ပြည့်ဖတ်စစ်တာတရာရာခိုင်လုံးထိမ့်ချုံနိုင်စွမ်းမရှိတော့တော့တွေ့ရပါဒါကြောင့်မို့အမျိုးသားညီညွတ်ရေးအစိုးရဆိုတဲ့လေးနှစ်တာတိဆောက်ခဲ့တဲ့အစုအဖွဲ့ကြီးကိုကျွန်တော်ကခဏခဏ ြောနေတာအကြောင်းရင်းရှိပါတယ်သူတို့လုပ်ရင်ပို့ပြီးတော့ထိရောက်နိုင်လို့ပါလူမြတ်ကျော်လောက်တာနဲ့ဆိုင်ရင်သူတို့လုပ်ရင်ပို့ပြီးထိရောက်နိုင်လို့သို့တော့ကျွန်တော်ဒီနောက်ပိုင်းဆုံးဖြတ်ချက်ချလိုက်တာကငါတို့တော်လန်ရေးတက်တွေဘသူမှမရှိလဲတော်လန်ရမှာပဲ NUG ရှိတယ်ကောင်းတာပေါ့မရှိလဲတော်လန်ရမှာပဲဘသူရှိရှိမရှိရှိဒီတော်လန်ရေးကိုတော့အညွတ် အညွတ်အကျိုးမခံနိုင်ဘူးဆိုပြီးကျွန်တော်ဒီနောက်ပိုင်းမှာတော်လိုင်းရေးကိုသွေးတက်လောင်းကြဆိုတဲ့အယူဆတစ်ခုနဲ့မြေပြင်ပထမအဆင့်မြေပြင်တမှုများဆွေးနွေးပွဲဒုတိယအဆင့်နိုင်ငံရေးမျိုးဆက်အသီးသီးတွေလက်လန်းပြီးတော့ဆွေးနွေးမှုမြေပြင်တမှုများဆွေးနွေးမှုရဲ့နိုင်ငံရေးမျိုးဆက်အသီးသီးဆွေးနွေးမှုရဲ့ကိုပေါင်းဆက်ပြီးတော့ပြည်သူလူထုတန်တိုက်ရိုက်တင်ပြမှုတွေကိုကျွန်တော်တရဆက်ဆောင်ရွက်နေပါတယ်အဲ့တော့ဒီကနေ့မှလည်း ။လူသားညီညွတ်ရေးအစိုးရဟာဟိုတရက်ကတိတ်မချခင်ကမနိကဗျာ။လူခွေရေးဒုဝင်ကြီးနှုတ်ထွက်တယ်။အရှိမကာဝေးရေးအတွင်းဝင်နှုတ်ထွက်တယ်။တပြည်ပြင်းနဲ့ဝါစီပြည်ကဲ့သို့ဟိုလူကထွက်ဒီလူကမလုပ်ဒီကြားထဲမှာဝင်ကြီးဌာနတွေအသီးသီးတွေမှာလीနှုတ်ထွက်တဲ့လူတွေအများပြားရှိသေးတယ်ကျွန်တော်မပြောချင်ဘူးနော်ဒီကနေ့ထပ်ပြီးတော့ရွှေဘိုခရိုင်နဲ့ပတ်သက်ပြီးလေးလကြာဖန်ဆီးထားတဲ့ ရွှေဘူခရိုင်ပြဿနာတစ်ခုထပ်တက်ပါတယ်အဲ့တော့ရွှေဘူခရိုင်မှာကျွန်တော်တို့တည်ရင်မှုရွှေဘူခရိုင်တည်ရင်မှုကိုလေးလာကြဖန်ဆီးပြီးတော့ရွှေခရိုင်တည်ရင်မှုအမှတ်27ရဲ့တည်ရင်မှုဥတည်မောင်မျိုးကိုရွှေခရိုင်ကုတ်ကဲအမှတ်1ကအကြောင်းမဲ့အကြောင်းပြချက်မဲ့လေးလာကြဖန်ဆီးပြီးမတ်လ3ရက်နေ့ကပြန်လှုပ်ပေးလိုက်ပါတယ်။ဘာကြောင့်ဖန်ဆီးတယ်လို့ မသိရဘူးပြန်လို့ပေးတဲ့အချိန်မှာလေဒီတည်ရင်မှုကို တာဝန်တွေကနေထုတ်ပယ်လိုက်တယ်လို့ဆိုပါတယ်အမ်ဘူဒီနဲ့တက်ဆိုင်တဲ့ဗဒေလက်နက်ကင်ဖွဲ့စည်းမှမှာပဝင်ပတ်သက်ခွင့်မပြုဘူးလို့ရွှေဘူခရိုင်ကိုကိအမတ်တက်ကအမိန်ပေးတယ်ဆိုတော့ဒါတွေနဲ့ပတ်သက်ပြီးတော့ဟုတ်ပြီထုတ်လာယောက်ျားတွေပါကာဝေးဝင်ကြီးဌာနအမိန်ရွှေဘူခရိုင်အမတ်စနစ်တည်ရင်မှုဥတင်မောင်မြို့ဝထုတ် ထုတ်ပယ်သည်တုံးစာစာတန်းညွန်ကြားချက်ပြီးဘူးပြောတာမပြီးရဲ့ပေါ့ဘာကြောင့်ထုတ်တယ်ဘာကြောင့်ဖမ်းတယ်ဆိုတာလေတိတိကျကျမပြောနိုင်ပါကြီးစားလူပတ်မှုဖမ်းတာလားစီးပွားလူပတ်မှုဖမ်းတာလားမယားလူပတ်မှုဖမ်းတာလားမသိရဘူးအဲ့တော့ရှေဘူခရိုင်တက်ရင်27တက်ခွဲတစ်ခုလို့နှုတ်ထွက်စာတင်ထားတယ်လို့ သိရပါတယ်။ထပ်ပြီး꿰ကြပြန်ပြီပေါ့။အမိုဒီကဝေးဝင်ကြီးဌာနဟာပစိတက်ကိုတိုက်ဖို့ကတောင်းကနင်းဒီလိုဖြစ်နေဘလို့အောင်ပွဲကိုရယူမလဲလို့ကျွန်တော်ခဏခဏစဉ်းစားမိတယ်။ဟိုတလောကလည်းဝန်ကြီးချုပ်ပြည်တော်စုဝန်ကြီးချုပ်တွားရောက်တွေ့ဆုံနှုတ်ဆက်တဲ့တတ်ထွက်မေကွန်းပြောတဲ့ ရန်ကုန်နဲ့ပဲခူးတို့ဝင်မဲ့စစ်ကြောင်းဆိုတဲ့လူတွေကိုကြည့်လိုက်တော့ကျွန်တော်တော်တော်စိတ်ပြတ်သွားမိတယ်။လက်ခောက်တဲ့လူကခောက်မခောက်တဲ့လူကမခောက်အုတ်ထုတ်ကဒန်းတူမရှိဖနက်တရားဂွင်းတို့တွေဂွင်းစုတ်တွေစစ်ပုံမကြဘောလတန်းနဲ့ကြီးသုံးဆွဲရတဲ့ကာဝေးဝင်ကြီးဌာနအောက်ကတရင်တွေကဒီပုံစံမျိုးတွေလာလို့လေကျွန်တော်တွေးမိတယ်။အဲ့တော့ဒါတရင်နေနဲ့ပြောပြတာပါ ။ဒါကြောင့်မို့ပြည်သူလူထုဟာဒီတည်ရင်မှုနှုတ်ထွက်မှုနဲ့ပတ်သက်ပြီးဆန္ဒထုတ်ဖော်မှုတွေအများအပြားရှိခဲ့ပေမဲ့ရွှေဘုကံကိုကဲဆိုတဲ့ယုံကတည်ရင်မှုနေရာလူယူထားတဲ့နိုင်မျိုးစော်ခညိုကြီးကိုခန့်အပ်လိုက်ပြီးပြည်သူလူထုကလုံးဝလက်မခံဘူး။ဒါပေမဲ့မြေပြင်မှာတော့တနအားကိုအုပ်စုဖွဲ့ပြီးတော့အန်တရေပြုတ်မှာကိုတော့စိုးရင်ရရှိပါ ီအခြေအနေတွေဖြစ်ပါတယ်။ကဲမြန်မြန်တွတ်တွတ်နဲ့ဒုတိယပိုင်းစလိုက်ကြအောင်။ကျွန်တော်တို့တစ်ဖက်မှာတော်လန်ထိုးစစ်တွေတိုက်ပွဲတွေရခိုင်စစ်မျက်နှာကလွဲလို့ဗမော်စစ်မျက်နှာကလွဲလို့ channel နေရာတွေမှာပြ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 လောက်ပဲလုံနိုင်တာမျိုးတွေ့ရပေမဲ့တစ်ချက်မှစိတ်ဓာတ်မကြပဲတော်လန်ရေးပေါ်ယုံမှတန်တရားမဖြစ်ပဲတွေးတက်လောင်းဖို့ကျွန်တော်တို့စူးစမ်းနေပါတယ် ီဒေါ်လာကြီးကိုလုံးဝဥချိုးမခံပါဘူးအညွန့်ချိုးမခံနိုင်ပါဘူးကျွန်တော်တို့ရဲ့ဘဝပါတိုင်းပြည်ရဲ့စနစ်ပြောင်းမှုပါအနာဂတ်မျိုးဆက်အတွက်ကောင်းမှုနဲ့လက်ဆောင်ဒါပေမဲ့ဖစစ်တက်ဟာမနေ့ကဆိုလဲဟေးဟော့ဘယ်နှစ်ပြည့်ဆိုလားပွဲကြီးကြီးလုတ်ပြီးတော့တာမန်အခြေအနေလိုဝါရဖြတ်ချီနေစိတ်ရဆစ်စင်ကြီးကိုတပြိုင်နက်တွဲလုံနေပါလေ ဂျွန်ကျောင်းသွင်းကြီးပထမအဆင့်ကိုကျွန်တော်ရှင်းပြချင်ပါတယ်မိဒီဖြတ်တယ်မိဒီဖြတ်တယ်ဖြတ်ဒါပေမဲ့နောက်တော့မိလာတယ်ဟေးသူပျော်စရာတွေလုတ်ပြီးမိပြက်တာအသားကျသွားအောင်စစ်တာမိလာရင်ခဏခဏပျော်အောင်ခေါင်းရိုးကျိုးပြီးအသားကျသွားအောင်စစ်တာခဏခဏလုတ်ပြပါတယ်အเจ้าမဲ့လုတ်နေတာမဟုတ်ဘူးရွယ်ချက်ရှိရှိလုတ်နေတာ ဲ့တော့ KB တွေ WB တွေကိစ္စထပ်ပြောရရင်ထုတ်ချင်တိုင်းထုတ်လို့မရဘူးယာကင်နှုံးတွေပေးရတယ်ယာကင်နှုံး10ယာကင်နှုံးနဲ့8ယာကင်နှုံး9ယာကင်3ယာကင်နှုံးလောက်ပေးရရင်ချိန်နဲ့နေရောမပေးရရင်တော့တခုခုမားနေတယ်လို့ထင်တော့ဟောမတရားမခံရရင်မနေနိုင်လောက်အောင်ကိုအသားကြတော့အောင်လှုပ်ယူတာလှုပ်ယူနေပါတယ်နောက်တစ်ခုကဖုန်းနေစစ်တယ်ဖုန်းသိမ်းခံရတယ် ဖုန်းမသိမ်းပါနဲ့ဆရာကြီးဆိုတောင်းနဲ့တရွက်လောက်ထည့်ပြီးပြီးဖုန်းပြန်ယူလာနိုင်ရင်ကိုကိုကိုဆရာကြီးဆိုပြီးမြောက်ကြွမြောက်ကြွဖြစ်နေပြီစစ်သားကြီးကသဘောကောင်းတတ်တယ်ကိုလည်းပြောတဲ့ဆိုတတ်ဖို့လိုတာဘလို့ငါတို့ကတော့အဘလို့ဆရာလို့ပြစ်ခေါ်လိုက်တာပဲဆိုရင်ကျွန်စိတ်ထိုက်ချက်သိမ်းပါတယ်ဒါဆိုရင်ဒီလိုဆုံးရှုံးနေမှုတွေဟာမွေးရပါလူသားဆိုင်ရာအခွင့်အရေးတွေဆုံးရှုံးနေတာပျော်တတ်လာပြီဆိုရင်တော့ ကျုံကျုံတွင်းတဲ့ဒုတိယအဆင့်အောင်မြင်တာပါတက်ပြီးတော့နောက်တစ်ဆင့်ထပ်မြင်ပါတယ်ဘာမှမလို့ရင်ဘာမှမဖြစ်ဘူးကိုတမင်းကိုစားကွာရှုပ်နေနဲ့ထမင်းတလုံးရှာစားလာလွယ်တာမဟုတ်ဘူးပြီးတော့မှန်တိုင်းနဲ့မကောင်းဘူးရောက်ရေးလိုက်ငားလိုက်ပင်းနေမိစဉ်ကြီးကတော့အုံညံကိုခေါင်းနဲ့မတိုက်နဲ့မလွယ်ဘူးနန်းတစင်းနဲ့အစီမဖြစ်ဘူးအိုးတကောင်တော်နာနဲ့နှွေမဖြစ်လာဘူးရှောင်းနေဝေးဝေးနိုင်ငံရေးဆိုတဲ့အဆင့်ရှောက်ရင်တော့ဂျုံတုံး ကျုံကျုံတွင်ချင်းတတရအစင်အောင်မြင်သွားပါလိမ့်မယ်။ဖတ်စစ်တဟာစနစ်တကျစိတ်သက်စစ်စင်ရင်းနဲ့ဝါရဖြန့်ချီရေးကိုလုပ်နေတာပါ။ပို့တိတ်တိတ်မမှတ်နိုင်ငါလို့။လက်ရှိအခြေအနေရဲ့အားထားရဆုံးမျိုးဆက်တွေဖြစ်တဲ့ generation ဆက်တွေတစ်ချိန်မှာ generation ဂျင်လီလို့ဖြစ်သွားလိမ့်မယ်။ ်သွားအောင်ချနေတကြဆောင်ရွက်နေတယ်ဆိုတဲ့အကြောင်းကျွန်တော်ခက်ခက်မှမှပြောလို့ပါတယ်ပြက်ပြက်သားသားပြောလို့ပါတယ်ကျုံကျုံသွင်းတဲ့အဆင့်တွေအဆင့်တွေစိတ်ရစစ်စီဝါရဖြန့်ချီအဆင့်တကြလုံနေတာကို မပြတ်တတိရှိကြမိပြတ်တယ်ဟေးမိလာတယ်ဟေးဒါကိုအသားချကြပြီ ရေဒီထမ်းကြပြောတော့ဟင်ဒါကိုဘလော့ရိုက်တင်တဲ့လူတွေကရှိသေးဒီလိုအသားကြပါပြီမတရားမခံရရင်ကိုမနေနိုင်အောင်အသားကြပါရင်တော့ကျုပ်တို့ကျုံစစ်စစ်ဖြစ်ပြီးငါလိုတွေဘလို့ကျုံလဲစစ်ကျုံစစ်စစ်မဖြစ်လေအောင်တော်လည်းဤပေါ်ရှုံမတန်တရားမရှိပဲငါတို့လမ်းငါတို့ဖောက်ငါတို့ရှောက်ပြီးဘသူမှမကြံလဲ ဒီတော်လံရေးကိုဆက်ဆင်နွယ်ကြမယ်ဆိုတဲ့တန်တိတ်ထံကိုသာချမှတ်ရင်အောင်ဝဲကိုရှောက်အတူရုံးကန်တိုက်ပွဲဝင်ကြမယ်အောင်ဝဲရရင်တပိတ်ဆက်အတူတိုက်ရမယ်ကျွန်တော်ကပေါ်စိတ်တော့အားလုံးကိုကျေးဇူးတင်ပါတယ်